အားလုံးမင်္ဂလာပါ။ဒီနေ့ Sense Arsenal နဲ့ကြိုဆိုလိုက်ပါရစေ။အာဒီနေ့မှာတော့ကျွန်တော်တို့ဒါ Arsenal အသင်းရဲ့ဒီညွေရာဒီအပြောင်းရွှေ့ plan တွေနဲ့ပတ်သက်ပြီးတော့ဒါအသေးစိတ် analysis လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီ video ကိုကြည့်ပြီးသွားရင်တော့ဒါ Arsenal အသင်းရဲ့ဒီညွေရာဒီမှာဘယ်လိုမျိုး plan တွေရှိမလဲ။အဲဘယ်လိုမျိုးကစားသမားတွေကိုရောင်းမလဲ။ဘယ်လိုမျိုးကစားသမားတွေကိုဝယ်ယူမလဲ။ အနာမျိုးကိုဒါအကြမ်းဖျင်းနားလေသဘောပေါက်တော့မှဖြစ်ပါတယ်အဒီအပြင်အခုလက်ရှိဒါဆိုရှယ်မီဒီယာမှာပြန့်နေတဲ့တချို့ကောလာဟာလာတွေတချို့ဒါသတင်းတွေရူမာစ်တွေကိုဒါအနေငယ်ဒါစဉ်းစားချင်းချင်းနိုင်သွားမယ်လို့ယူဆရပါတယ်ဆိုတော့အာစပြီးပြောလိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ဒါအရင်ကြိုသိရမှာကအာဆင်နယ်တင်းရဲ့ဘတ်ဂျက်အနေထားအာဆင်နယ်တင်းရဲ့ဘတ်ဂျက်အနေထားကဒါဒီပြောင်းရွှေ့မှာ ဟိုအတန်တင်ကိုတန်းတရာထုတ်ပေးမယ်အပြင်အခြားဒါပြိုင်ပွဲရရင်ရတဲ့ငွေကြေးတွေကိုလည်းဒါအသုံးပြုခွင့်ပေးမယ်အပြီးရင်ကစားသမားရောင်းကားငွေကလည်းဒါအကုန်လုံးကိုပြန်အသုံးပြုခွင့်ပေးမယ်ဆိုတော့ကြတော့ရေဘူအားဖြင့်အာဆင်နယ်တင်းကဒါဒီရွေရည်အပြောင်းရွှေ့မှာတန်း200ဝင်ကျင်လောက်ထီကိုဒါသုံးဆွဲခွင့်အနေထားရှိနေတဲ့အနေထားပေါ့နော်အဒီအပြင်ကျွန်တော်တို့ဒါစီမင်းစည်းကမ်းနေနေလဲဘာမှမကြီးမဆုံးဘူးဆိုတော့ကြတော့ဒါအတဲတင် ACC ကိုတန်း200လောက် နေပါကျွန်တော်တို့၃နိုင်နေထားဖြစ်တယ်။အဒီအပြင်ဒါနောက်ရာသီမှာကျွန်တော်တို့ဒါအဓိကပြိုင်ဘက်လို့ဒါမျှော်လင့်ရတဲ့ဒါလီဗာပူးအသင်းနဲ့မန်ချက်စတာစီးတီးပေါ့အနီးကဆုံးပြိုင်ဘက်နှစ်သင်းကိုကြည့်မယ်ဆိုရင်လည်းသူတို့နှစ်သင်းလုံးနေတဲ့ဒီလက်ရှိအနေအထားအထိကိုရေရိုတန်း150ကျော်တန်း200ကျော်အထိသူတို့တုံးပြီးသွားပြီ။ဒါလီဗာပူးအသင်းဆိုရင်ဒါဖာဘီယန်ဗက်စ်နဲ့တယောက်ထဲအတွက်တင်ကိုကျွန်တော် EU 150လောက်သုံးနေပြီးရင်ကျွန်တော် friend ပေါင်းဆိုတော့ကြတော့နှစ်ယောက်အတွက် EU တန်း200နီးပါးအထိကိုသုံးပြီးသွားပြီ မန်ချက်စတာစီးဆိုရင်လည်းဒါကမှမသိဒါ3ဦးအတွက်ဆိုရင်သူတို့ဒါ EU တန်တရာ50ကျော်တုံးပြီးသွားရင်ဆိုတော့ကြတော့ကိုယ့်ရဲ့ပြိုင်ပွဲအသင်းတောင်မှဒီလိုမျိုးတုံးနေရဆိုရင်ဒါအာဆင်နယ်အသင်းနေနဲ့လည်းဒါ3 3ကိုတုံးရမယ့်အနေထားလို့ဒါအချို့အချက်လက်တွေကဖော်ပြနေတယ်ဒီပြင်3နိုင်တဲ့အနေထားလည်းရှိတယ်စီမင်းစီကန်အရာလည်းတုံးဆွဲခွင့်ရှိနေဆိုတော့ဒီကြောင်ပေါ့ဒါ budget ပိုင်းမှာဆိုရင်အာဆင်နယ်အသင်းနေဒီနေရာဒီမှာတန်200ဝန်းကျင်အထိကိုကျွန်တော်တို့30အုံပြုတ်ခွင့်ရှိနေတယ်ဒါတစ်ပိုင်းပေါ့နော်ဆိုတော့ဒုတိယပိုင်းနေကြည့်မယ်ဆိုရင်တော့ လက်ရှိကျွန်တော်လူမဝဲခင်မှာကျွန်တော်တို့အနေနဲ့ဟိုအတင်းရဲ့လက်ရှိလူစင်းအရာဘယ်နေရာလိုအပ်မလဲတစ်ချက်လိုက်ကြည့်ကြည့်မယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ကိုသမားနေရာနေကျွန်တော်ဒါအသေးစိတ်လိုက်ကြည့်လိုက်မယ်ဆိုရင်ကိုသမားနေရာမှာဒေဗီရာရှိတယ်အဲ့နေရာမှာဒါအရင်ကိုသမားကျွန်တော်တို့အရင်တော့ဆိုရင် netto အရင်ရာဒီမှာခေါ်ခဲ့တယ်ဒါပေမဲ့အားလုံးတည်းရဲ့အတိုင်းပဲကျွန်တော်ဒါချန်ပီယံလိမှာတပွဲသုံးကြည့်တယ်အမှားကျူးလွန်သွားတယ် ဒါလက်စွမ်းမတင်နေတဲ့အတွက်နောက်ပွဲဒီမှာလုံးဝမတုံ့ပြန်နဲ့ဒေးဗစ်ရောတယောက်ထဲဒါပွဲတိုင်းကြီးပဲကိုဖမ်းခဲ့ရတယ်ဆိုတော့ဒီရာဒီမှာတော့ ီခက်ခဲကိုဖြေရှင်းဖို့အတွက်ဒါနဲ့တူလဲဆက်ပြီးတော့မရှိတဲ့အနေအထားမှာကျွန်တော်တို့ဒါကီပါကိုကျွန်တော်တို့ခေါ်မယ်ချက်စီအတင်းကနေအသက်30အရွယ်ဒါပေါင်5တန်းစာတုပ်ဖြတ်သိမ်းကြီးပေါင်5တန်းဒါအတွေ့အကြုံရောလက်ဆွမ်းကောင်းတွေကိုပန်းဆိုင်ထားတယ်ပြီးရင်နောက်တစ်ခုကပူကောင်းတာကဒေးဗစ်ရာယာနဲ့ပုံစံခွဲပေါ့နော်ပုံစံခွဲပုံစံတူနီးပါးလဲသုံးလို့ရတယ်လို့ပုံစံခွဲလဲသုံးလို့ရတဲ့အနေအထားဆိုကြအတီတိုင်းနဲ့ရွေးချယ်စရာအော်ရှင်ပုံများမယ်ဒေးဗစ်ရာယာကိုကျွန်တော်တို့ဒါပွဲဆက်မှုတွေပွဲပန်းမှုတွေအဲတချို့အာဒီမတော်တ စားခံရရရှိမှုတွေကနေကျွန်တော်တို့ဒါ backup plan အနေနဲ့အတင်ထားနိုင်မဲ့အနေအထားတစ်ခုကိုကျွန်တော်ဖန်တီးနိုင်ခဲ့တယ်ဒါ keeper တယောက်ဒါရောက်မယ်ဆိုတော့ကိုစမနေရာဘက်ကတော့အဆင်ပြေသွားပြီအခန်းစီပိုင်းမှာကြာတော့ကျွန်တော်တို့ဟိုလွန်ခဲ့တဲ့ဒါတနည်းနည်းနဲ့ကနေကခန်းစီပိုင်းကတော်တော်လေးကိုလူညံ့များအနေနဲ့နေထားဖြစ်တဲ့အထူးသဖြင့်ဒါဘယ်နောက်ခံညာနောက်ခံတွေမှများနေရပေါ့နော်ဒီရာသီမှာလည်းကျွန်တော်တို့ဒါတေချာဘောက်ဒါခရင်တီယာလေးထွက်သွားတဲ့အချိန်ကိုအာဆင်နယ်တင်းရဲ့ဒါခန်းစီပိုင်းမှာ ကစားသမားတွေပိုရှန်နေသေးတယ်အတယောက်ချင်းတွေကြည့်မယ်ဆိုရင်အခုသုံးလို့ရတာတွေကဆာလီဘာရှိမယ်ကာဗီယမကာဟေးစ်ဘန်ဝိုက်တင်ဘာဟိုဘက်ဆိုရင်ဒါကလာဖီယိုရီနဲ့ကျွန်တော်မိုင်လူးစ်ကယ်လီဆိုတော့ကြတော့ဒီလိုမျိုးဒါတောင်းတောင်းပြီးသုံးလို့ရတဲ့အခုရွတ်လိုက်တဲ့အထဲမှာအိုကျွန်တော်တို့ဒါအရင်အနေနဲ့ရောပွဲခန့်နေတာတောင်းပြီးသုံးလို့ရတဲ့အနေထားမှာအိုနောက်ထပ်ကြံနေတဲ့နှစ်ယောက်ကဘယ်လိုလဲဆိုရင်အာ타키히로토미야수နဲ့ ဒါအလက်ဇန်ဒါဆင်ချမ်ကိုနှစ်ယောက်ကြံနေရဲဆိုကြအာဆင်နယ်အသင်းနေနဲ့ဒါဒီရာဒီခံစစ်ပိုင်းမှာတော့ဟိုဖြည့်တင်းပို့ထက်ကျွန်တော်ဒီပို့နေတဲ့ဆင်ချမ်ကိုနဲ့ပို့ပြီးတော့အလုံးမဖြစ်တော့တယ်ဗောနော်ဆင်ချမ်ကိုနဲ့ဒါဒဏ်ရာပဲရနေတဲ့ထူမြာစုကိုဒါရောင်းထုတ်နိုင်မယ်ဆိုရင်တော့တော်တော်လေးအခြေအနေကောင်းကောင်းမနေတာဖြစ်တယ်ဆိုကြသူနှစ်ယောက်ကိုရောင်းထုတ်ဖို့လည်းကြိုးစားနေတယ်အထူးသဖြင့်ဒါဆင်ချမ်ကိုဗောနော်ဆင်ချမ်ကိုဆိုရင်အခုဆိုရင်ကျွန်တော်တို့ဒါ AC Milan အသင်းနဲ့ဒါချိတ်ဆက်နေတယ်ဒါဆွေးနွေးနေလို့ ကျွန်တော်တင်နေရရဲဆိုကြောက်ဒီကြပေါ့တို့ဒါပုံကိုရရပါဆင်းနေထမ်းတာအဆင်ပြေမယ်ဆိုရင်အဆင်နေနေတဲ့ကအာဈေးရမရအရင်မူနေမှာမဟုတ်တော့ဘူးဘာလို့လဲဆိုရင်ကျွန်တော်တူမီယာစုဆိုရင်ဒံရရနေတဲ့အတွက်သူသာစာချုပ်ဖြတ်သိမ်းနေနေဆိုရင်ဒါသူ့လက်လက်ကျန်တစ်နှစ်ကျန်နေသေးပေမဲ့ဒီရဒီမှာပဲသူ့ကိုအလွတ်နဲ့ထပ်ခေါ်ဝင်ပေးမယ်ဆိုပြီးတော့ကျွန်တော်တင်နေလွှင့်ထားတာဖြစ်တဲ့အတွက်ဟိုဇင်ချန်ကိုလည်းကျွန်တော်ဒါ AC Milan လည်းဒါ အာဇင်ဟာကိုလည်းဒါပုတ်ဝေသဘောတူညီမှုရမယ်ဆိုရင်အာဆင်နယ်တင်းကိုဟိုတင်းတော်တာထက်နည်းနည်းနည်းနဲ့ကန့်လန့်မှုမျိုးနဲ့ကန့်လန့်လာမယ်ဆိုရင်တော့အာဆင်နယ်တင်းနေလည်းလွယ်လွယ်ကူကူဒါလက်လွတ်ပြလိုက်မယ်အနေအထားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ယောက်ကိုအာဆင်နယ်တင်းနေနဲ့အရင်ဆုံးအတင်းကနေဒါရှင်းထုတ်ရှင်းနေတဲ့သဘောမှရှိတယ်အသစ်ဝင်လာမဲ့ဒါခန့်စစ်ပိုင်းတွေတော့မရှိသေးဘူးလူငယ်ပိုင်းတွေကိုပဲအာဆင်နယ်တင်းနေကလိုက်ရှာနေတဲ့အတင်းသုံးအတွက်လက်ရှိအနေအထားမှာခန့်စစ်ပိုင်းအနေအထားမှာလုံးဝမလိုသေးတော့တွေ့ရတယ်ပြီးတော့နောက်တစ်ခုကဒါမထင်မထားပဲနဲ့ဒါ KVO လိုမျိုးကသာမမျိုးကိုဒါ လုံအောင်ထိုက်တန်တဲ့ထိုက်တန်တာထက်ပိုတဲ့ကန့်လန့်မှုမျိုးရောက်လာခဲ့ရင်တော့ဒါသူလဲထွက်သွားနိုင်တဲ့နေရာတော့ရှိတယ်ဒါမှမဟုတ်ရင်တော့ကျွန်တော်အနေနဲ့အာခန့်စစ်ပိုင်းကကြီးကြီးမားမားပြောင်းလဲရှိမှာတော့မဟုတ်ဘူးဒါခန့်စစ်ပိုင်းကိုယ်လေးပိုင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒါဒေဂျာပေါက်ဆူပီမန်တီရောက်လာမယ်အနေထားပေါ့နော်ဟိုလက်ရှိကိုယ်လေးပိုင်းမှာဆိုရင်အာဆင်နယ်တင်းနေနဲ့ကဟိုတကယ်ဒီနံပါတ်7ကိုစင်ကာပူမှာကစားတဲ့တိုမက်စ်ပါလီနဲ့ကျွန်တော် ဒီချိုချင်ညိုရှိခဲ့တယ်။ဒါချိုချင်ညိုကကျွန်တော်ယာတီမိုကွန်ကလေးကဒါထွက်ခွာဖို့တေးချနေတာဖြစ်တဲ့အတွက်အာဆင်နယ်နဲ့ဒီနေရာကိုတေးချပေါ့ဟိုတယောက်ကတော့ဖြစ်တင်ရမှာဖြစ်တဲ့အတွက် ဟိုးအင်္ဂနေကဒါဆိုပြီးမန်ဒီကိုကြိုပြီးတော့ခေါ်ယူခဲ့တာဖြစ်တယ်ပေါ့နော်အဒီအပြင်အသုံးမက်စ်ပါတီကလည်းအသက်31ရှိတဲ့အပြင်ကိုလက်ရှိစာချုပ်အနေထားကတက်တန်းတို့မလားထွက်မလားမသိကြသေးတဲ့အတွက်သုံးမက်စ်ပါတီကိုလည်းတက်တန်းတို့ကိုစူးစမ်းနေတယ်အကွဲရွေးများသုံးမက်စ်ပါတီထွက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဒါအရင်ဘက်ကအနေနဲ့အာဆင်နယ်အသင်းပထမဆုံးဟိုလူခေါ်မယ်ဆိုတာရှိပေမဲ့တကယ်လို့လူသားခေါ်မရခဲ့ဘူးဒါ ဆိုဆိုတဲ့အနေအထားမှာအရင်နေနဲ့အာဆင်နယ်နဲ့မလုပ်ထားလဲဆိုရင်ဒါအခုဆန်ဗီလိုကွန်ကာကိုဟိုအသင်းမှာပြန်မသုံးခြင်းပြင်မဲ့လဲဒါသူ့ရဲ့ဒါ option ဒါဖြစ်တဲ့ one year extended ကိုကျွန်တော်တိုးထားအောင်တွေးရတယ်ဟုတ်ပြောချင်တာကအာဆင်နယ်အနေနဲ့ကဒီ Thomas Partey ရဲ့ case ကိုလုံးဝ safe အဖြစ်ဆုံးနီလန်တို့ခုကိုကျွန်တော်တို့ကွင်းလယ်ပိုင်းအတွက်အဖြေချထားတာကိုတွေးရတယ် ပထမဆုံးဦးစားပေးကတော့ Thomas Partey ကိုကျွန်တော်တို့ဆက်ထိန်မယ်စာချုပ်ချုပ်မယ်အကယ်၍များ Thomas Partey က Arsenal ထက်ပိုကောင်းတဲ့ကံလမ်းမှုမျိုးရောက်လာလို့မစာချုပ်မဖြစ်မချုပ်ဖြစ်တော့ဘူးဆိုရင်တော့ဒါနောက်ထပ်ဒါအရင်ရင်သုံးကစားသမားတခုကိုဈေးပေါ်မှာရှာမယ်တကယ်လို့အဲ့ဒီဈေးကမှာရှာတဲ့ကစားသမားကဒါထပ်ပြီးအဆင်ပြေဘူးဆိုရင်နောက်ဆုံး plan C အဖြစ်ကျွန်တော်စံပီလိုကွန်ကတနည်းတတန်းတိုးထားတာကို Arsenal အသင်းကိုပြန်ခေါ်ပြီးတော့ဒါအရင်နေနဲ့ဒါ ထားမယ်ပေါ့နော်ဒီလိုမျိုးအာဆင်နီယပလန်ထားအောင်ကျွန်တော်မြင်ရတယ်ဆိုတော့တေချာတစ်ခုကတော့ဆူဗီမန်တီရောက်မယ်သိုမတ်စ်ပါတီကိုဆောက်ရုပ်ချုပ်ဖို့ကြိုးစားမယ်သိုမတ်စ်ပါတီကဆောက်ရုပ်ချုပ်ဖို့ကြာကြိုးစားနိုင်မယ်ဆောက်ရုပ်ချုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့အာဒီနွေရာဒီမှာနောက်ထပ်ဒါကွင်းလေကဘာမှတူကိုထပ်ခိုးဖို့တော့မရှိဘူးဒီနွေရာဒီမှာလုံးဝလူငယ်ခေါ်ရင်ခေါ်လူငယ်မခေါ်ဘူးဆိုရင်တော့ဒါနောက်ရာဒီပြတ်မှတ်တီကိုပဲကြိုးပြီးတော့ရန်ထားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ရုပ်ကသုံးသပ်မိပါတယ်ဒါကတော့ကွင်းလေပါ နောက်တစ်လိုင်းပိုင်းကတော့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းပေါ့နော်အဓိကအထူးပြောနေကြတဲ့တိုက်စစ်ပိုင်းတိုက်စစ်ပိုင်းကကျတော့လက်ရှိလူစင်းအရာကြည့်မယ်ဆိုရင်သုံးလို့ရလူစင်းအရာကြည့်မယ်ဆိုရင်ကျွန်တော်ဘူကာဥစာကရှိမယ်ဟိုမာတင်အိုရီကတ်တို့တက္ကရိုက်တို့တော့မထည့်တော့ဘူးကွနော်ကွန်လယ်ပိုင်းနေမှာထည့်လိုက်မယ်ဘူကာဥစာကရှိမယ်အီတန်ဝန်နေရှိမယ်အာကိုင်ဟာဖက်ရှိမယ်ကာဗီယာဟေးဆွရှိမယ်ပြီးရင်လီယန်ဒိုထော့ဆက်ရှိမယ်မာတင်နယ်လီရှိမယ်ဒီကစားသမားတွေရှိမယ်ပြီးရင်ကျွန်တော်ရေးစ်နေစင်လဲကျွန်တော်တို့ဒါပြန်လာလိမ့်မယ်ဆိုတော့ကြတော့ ဟိုလက်ရှိအနေထားအရပြောရမယ်ဆိုရင်တော့အာဆင်နယ်အသင်းအနေနဲ့တော်တော်လေးကိုဒါတိုက်စစ်ပိုင်းမှာဟိုလူမှုတွေများနေတယ်အကယ်၍ဒီလူမှုတွေကရှင်းရှင်းပြောရရင်အသင်းမှာထားရင်လည်းသုံးလို့တော့ရတယ်ဒါပေမဲ့နောက်တစ်ဆင့်တက်ဖို့အတွက်အရန်ခဲရင်တယ်ဆိုနောက်တစ်ဆင့်တက်ဖို့အတွက်တခြားလူတွေကိုထပ်ဖြစ်မယ်ဆိုရင်ဒီလူကြီးတွေဟိုကျွန်တော်ဒါအလကားထားထားရကြီးကအရန်နှမျိုးကိုကောင်းနေတယ်ဒီလူမျိုးဂျင်းနဲ့ကြက်ထဲနေထားဖို့အာဆင်နယ်ကကြောက်နေလို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့ဒီအတွက်ဒါပထမဆုံးအာဆင်နယ်အနေနဲ့ကလုပ်နေတာကတော့ဒီမဖြစ်မနေ ဟိုလူပို့ဘူးမပို့ဘူးမဖြစ်မနေခေါ်တင်းတဲ့တိုက်စစ်မှုကိုအရင်ဆုံးဦးစားပေးခေါ်နေတဲ့သဘောမျိုးဖြစ်တယ်။တခြားနေရာတွေလုံနေတာမှန်နေပေမဲ့ဒါကြောင့်မို့လို့အစင်းနေနေအရင်ဆုံးဘန်ဂျမင်ဆက်ကိုလိုက်နေတယ်။ဘာလို့လဲဆိုရင်ဒီဘန်ဂျမင်ဆက်ကိုလိုက်တာကအဓိကအားဖြင့်ကျွန်တော်ရဲ့ရေဘူးရခံမှန်းချက်အရဒါသူဒီဘယ်လိုပြောမလဲခြေစွမ်းနေဒါသူကစားတဲ့ league တွေအသင်းတွေဘာတွေညာတွေထက်ကျွန်တော်ကတော့အသက်အရွယ်ကိုပို့ပြီးတော့ဦးစားပေးလိုက်တယ်လို့ပဲထင်တယ်။ဘာလို့လဲဆိုရင်အာတီတာအနေနဲ့ကလက်ရှိ ဟိုတန်းပြီးတော့အသင်တန်းသုံးမဲ့ပုံစံမျိုးလိုချင်တာမဟုတ်ခဲနဲ့သူ ASC ပြုစုပြူထောင်ငွေမြူပြီးရင်းနဲ့ပြီးတော့ဒါကန်ဟာဖန်နဲ့အတူဒါပွဲထပ်ခွင့်တိုက်ပွဲဝင်ရင်းနဲ့တက်လှည့်စီသုံးရင်းနဲ့နောက်မှတိုးတက်လာမယ့်ကစားသမားမျိုးကိုသူကအချိန်အကြာကြီးသုံးလို့ရတဲ့ကစားသမားမျိုးကိုလိုချင်တဲ့သဘောရှိတဲ့အတွက်အသက်26နှစ်အရွယ်ဒါ Ucres တက်ဆိုင်22နှစ်အရွယ်ဖန်ချမင်း79အာဒီတာပို့သဘောကျခဲ့ပုံပေါ်တယ်အဲဒီပြန်နောက်ထပ်တစ်ခုရှိနေတာကကာဗီယေဟေးဆုရှိနေရလဲပါတယ်အကယ်ဘီများကာဗီယေဟေးဆုဒါကျွန်တော်တို့ ဟိုဒန်ရတာမရခဲ့ဘူးဆိုရင်အာဆင်နယ်နဲ့ဒေဂျာပေါ့ဒီငွေရမှာရောင်းကိုရောင်းထုတ်မှာဟိုမှာ sorry club တွေကလည်းသူ့ကိုချင်းကပ်လာနိုင်တယ်သူသာဒန်ရမရဘူးဆိုရင်တော်တော်ကန်ဆိုးသွားတာကသူကဒါ ACL ရရသွားတဲ့အတွက်သူ့သူ့သူ့ထွက်ဖို့ဒါလမ်းစားလုံးဝမရှိတော့နေသွားတယ်အဲ့ဒီအတွက်ကာဗီယေဟေးဆုကလည်းနောက်ရသည်မှာအာဆင်နယ်မှာဆက်ရှိဖို့များနေဦးမှာဖြစ်တဲ့အတွက်အာဆင်နယ်နဲ့နောက်ထပ်အရင်တင်သုံး အာသူတို့နဲ့အသက်ရွယ်တိတ်မတိမ်မင်းကစားသမားမျိုးကိုခေါ်ဖို့ထက်ဆိုင်ဒါလူငယ်ဖြစ်တဲ့ဆက်ကိုရွေးချယ်ပြီးတော့ဆက်ကိုဦးစားပေးနေတဲ့အရင်လိုက်နေတဲ့ဒါသဘောမျိုးဖြစ်တယ်အကယ်၍များဆက်ကိုခေါ်ပြီးသွားပြီဒါဈေးနှုန်းပါညာအတိအကျသိရပြီဆိုရင်အာဆင်နယ်နောက်ထပ် option ကိုစဉ်းစားရမယ်အဲ့ option ကတော့ကျွန်တော်တောင်မန် option နေအာဆင်နယ်နေနဲ့တောင်မန်နေနဲ့ကရှင်းရှင်းပြောရရင်ဟိုဘေးတောင်မန်မှာလိုနေရမှာမဟုတ်ဘူးဘူကာအိုဆာကာရဲ့အရင်ညာတောင်မန်မှာလည်းကျွန်တော်လိုအပ်နေတာဖြစ်တော့တောင်မန်ကဖြစ်နိုင်တဲ့နှစ်နေရာလုံးကိုဖြစ်တင်တယ် ဒါပေမဲ့မဖြစ်မနေဖြစ်တင်တာတော့ဘေတောင်မန်ဖြစ်ကိုဖြစ်တင်တယ်။ဒါပေမဲ့တခြားတစ်ချက်ပြန်တွေ့ထပ်တွေ့ကြည့်မယ်ဆိုရင်လည်းဘေတောင်မန်မှာကဟိုမာတီနယ်လီရောထရော့ဆက်ရောရှိနေသေးတဲ့အတွက်အဲ့နှစ်ယောက်လုံးကလည်းသုံးလို့လည်းရနေသေးတဲ့အတွက်အဲ့ဒါဟာအာဆင်နယ်အတွက်ကြီးမားတဲ့အဟန်တာဖြစ်နေတာ။ဒါကြောင့်မို့လို့အာဆင်နယ်အနေနဲ့ဒီနွေရာသီမှာကျွန်တော်မာတီနယ်လီနဲ့ဒါထရော့ဆက်နှစ်ယောက်ထဲကတရယောက်ကိုကိုလုံးဝမဖြစ်မနေဒါရောင်းရမယ့်အနေထားမှာရှိတယ်။ဒီကြောင်တော့ process ကတော့ကျွန်တော်တို့ဒါအာဆင်နယ်နဲ့လက်မှတ်အာဆက်ထိုးကိုညှင်းပယ်ထားတဲ့အတွက် ဟိုထွက်ဖို့ပိုများတယ်ဆိုပေမဲ့အခုချိန်ထိရေရာကမ်းလှမ်းမှုမရောက်လာသေးဘူးဒီပြင်အာဆင်နယ်နေနဲ့မာတီနယ်လီတို့လောင်းဝတင်းတော်တဲ့ကမ်းလှမ်းမှုမျိုးရလာရင်လည်းစဉ်းစားပြေးသွားမယ်လို့ဒရင်နေလွှင့်ထားတဲ့အတွက်ဒီနှစ်ယောက်လုံးကလည်းနှစ်ယောက်လုံးလည်းထွက်သွားနိုင်တယ်လို့ဒါတယောက်လောက်လည်းထွက်သွားနိုင်နေများရှိတယ်သူတို့ရဲ့အခြေအနေပေါ်မူတည်ပြီးမှအာဆင်နယ်နေနဲ့ဘဲတောင်းမယ်တိုက်စစ်အတွက်အာသူတို့ရဲ့တိုက်စစ်ပြင်းမှတ်ကို တတိယသတ်မှတ်ပြီးတော့ကြိုးစားမဲ့အနေအထားမျိုးမှာရှိတဲ့အတွက်အဒီအပိုင်းကတော့အနေလုံးအနေနဲ့စိတ်ပူတယ်။ဘာလို့လဲဆိုရင်အကယ်၍မြတ်သူနှစ်ယောက်ရဲ့ကိစ္စကသာကြန့်ကြာနေမယ်ဆိုရင်အာဆင်နယ်ရဲ့ဒါဖေတောင်မဲ့တိုက်စစ်ပြတ်မှတ်ကလည်းအချိန်နဲ့ကြန့်ကြာပြီးတော့ဟိုကျွန်တော်ပြည်သက်တွေမျှော်လင့်ထားတဲ့လိုမျိုးရလက်မျိုးဖြစ်မလာနိုင်တာလည်းဖြစ်သွားနိုင်တယ်ပေါ့နော်။ဒီအပြင်ကျွန်တော် reasoning လည်းရှိသေးတယ်ဆိုတော့ reasoning ကလည်းဟိုသူ့ကိုဒီအခု full hand ကပြန်ပြီးတော့ဟိုခေါ်ချင်နေတဲ့အတွက် နောက်နေစင်ကိုလည်းကျွန်တော်ရောင်းထုတ်ဖို့ကများမှာပါပဲဒါတစ်ပိုင်းပေါ့ဆိုတော့ကျွန်တော်အာဆင်နယ်နည်းအခုလက်ရှိဒါတောင်ပင်တိုက်စစ်ထဲမှာဆိုရင်ဟိုတင်းနေထွက်နေတာကကျွန်တော်နီကိုဝီလီယန်စ်တခြားဒါနီကိုဝီလီယန်စ်ကတော့လက်ရှိထွက်နေနီကိုဝီလီယန်စ်ရိုဒီကိုကျွန်တော်တို့ဒါဂါနာချိုအာကူတက်စ်အမ်ပီအန်ဘာဖေးလီကိုဒီလိုမျိုးကစားသမားတွေချားထဲမှာတော့အာတီတာရဲ့အကြိုက်ဆုံးထိန်းတန်းပြမကတော့နီကိုဝီလီယန်အနေနဲ့ရှိနေခဲ့တယ်ဒါပေမဲ့နီကိုဝီလီယန်က အာတီတာရဲ့ပြမှတ်ဖြစ်ပြီးအာတီတာလည်းကြိုက်ပေမဲ့အာဆင်နယ်ကို ပြောင်းလာနေတဲ့ဆရာထက်တန်မျိုးမရှိဘူးအဲသူ့အနေနဲ့ကဒါစပိန်မီမှာပဲကန်ကျင်နေအကယ်၍စပိန်မီကနေထွက်ရမယ်ဆိုရင် သူထွက်ချင်လောက်အောင်တန်တဲ့ကန်လတ်မှုမျိုးဖြစ်မှရမယ်လာစားလည်းများရမယ်အပြင်ဘီဘောနဲ့ကျွန်တော်တို့ဒါဟိုဒီဘယ်လိုပြောမလဲဈေးနှုန်းကတော့ဒါနီကိုဝီလီယံလိုကစားသမားမျိုးအတွက်ကတိတ်အပက်အခက်ခဲမရှိဘူးထိုက်တယ်လို့ပြောဒါပေမဲ့နီကိုဝီလီယံရဲ့ဒါပြောင်းရွှေ့ခြေထက်ဒီသူ့ရဲ့လာစားပမာဏကဒါအာဆင်နယ်ကပေးနိုင်တဲ့ဆိုရင်တောင်မှအသင်းမှာလက်ရှိ ဒါအမြင့်ဆုံးပိုင်းရနေတဲ့ပြည်သူ့မားတွေအနေနဲ့ဒါအနေနဲ့ conflict လေးနေနေဖြစ်လာနိုင်တယ်ဒါအတင်းရဒါလာတာပြီးချင်းမှုအပိုင်းမှာခုမှရောက်လာတဲ့ကစားသမားမျိုးလုံးဝ ဒီကလပ်တင်းနဲ့ proven မဖြစ်သေးတဲ့ကစားသမားမျိုးကိုတန်းခေါ်ပြီးတော့ပေါင်3လောက်ပေးလာပေးလိုက်မယ်ဆိုရင်အခုလက်ရှိမှာခြေစမ်းပြနေတဲ့ဒါ Declan Rice တို့ Bukayo Saka တို့နှစ်သိန်းကျော်တဲ့ရနေတဲ့အနေထားတွေကနေပြီးတော့တချို့ဒါ Martinelli တို့အနေထားတွေကနေကျွန်တော်နည်းနည်းဟို confuse ဖြစ်လာနိုင်တဲ့အတွက်ဒီဟာကို Adidas အနေနဲ့အရန်ကိုချင့်ချိန်နေရလို့ကျွန်တော်ခံစားရတယ်အကယ်၍များဒါ Deja Vu ဒီဟိုမဖြစ်မနေခွာရတော့မယ့်အနေထား process ဒါမှမဟုတ် Martinelli တရားောက်ထဲကဒီကြောက်ထွက်ရမယ်ဆိုရင်တော့ မဖြစ်မနေခေါ်မှာဖြစ်တဲ့အတွက်ဒီကြောင်ခေါ်တော့မှာပေါ့နော်အဲ့ချိန်ကျရင်တော့ကျွန်တော်ညီကိုလူရီယန်လည်းဖြစ်လာနိုင်တယ်သူတို့ဝီဒီကိုလည်းဖြစ်လာနိုင်တယ်အကွေမြ မာတင်နေထောက်ဆက်မထွက်ခဲ့ဘူးဆိုရင်တော့သူတို့နှစ်ယောက်နဲ့စာရင်ကျွန်တော်ဒါဂါနာချိုတို့ခုကူဒက်စတိုလိုမျိုးအာဒီကစားသမားမျိုးတွေကိုသူတို့ပို့ပြီးတော့ risk နည်းမဲ့ကစားသမားမျိုးတွေကိုခေါ်ယူမဲ့အနေထားမျိုးကျွန်တော်တို့ဒါတုံတက်မိတယ်။ဒါကတော့ဒါအာဆင်နယ်တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးပေါ့။အဲ့တော့တေချာတာကတော့အာဆင်နယ်အနေနဲ့ကအခုလက်ရှိ budget ရပြန်ကြည့်မယ်ဆိုရင် keeper ကို၅တန်းသုံးထားတယ်။အဲ့ဒီရင်ဇူဝီမန်ဒီတန်း60လောက်သုံးနေဆိုပေမဲ့အရေးကြနေဆိုတော့ကျွန်တော်တို့ဒါအနေအလုံးလုံး20 30လောက်ပဲအခုခြေရမယ်နေထားမှရှိတယ် ကဲ19ကိုသားကျွန်တော်တို့က80လောက်နဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်ရဲ့သုံးအသုံးပြုမဲ့ငွေကဒီ3ရောက်အတွက်ဆိုရင်တန်း100လောက်ပဲရှိုံမဲ့အနေထားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပို့သုံးနိုင်တဲ့အနေထား budget တွေများတာရှိသေးတဲ့အတွက်အာဆင်နယ်အနေနဲ့ဟို19နဲ့ရောတင်တော့ရက်နေမှာမဟုတ်ဘူးအဲ19ရဲ့အနေထားကိုမူတည်ပြီးတော့ဒီပြင်အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကဒါထွက်ခွာမဲ့အနေထားကိုမူတည်ပြီးတော့ဒါတောင်မဲ့တိုက်စစ်ပိုင်းကိုဈေးကြီးကြီး ပေးရမယ့်ကစားသမားကိုခေါ်မလားတိတ်ဆေးမများပဲနဲ့ risk နဲ့တဲ့ကစားသမားကိုခေါ်မလားကိုတို့တို့ဒါဆုံးဆုံးဖြတ်လိုက်မယ်ဒါစင်ရင်နဲ့ဦးစားပေးပြတ်မှတ်နေတဲ့စင်ရင်နဲ့ထည့်လိုက်မယ်လို့ကျွန်တော်နေရေပူကတုံတက်မိတယ်ဒီပြင်အခြားတစ်ဖက်မှာလည်းအာဆင်နယ်နေနဲ့ဒါဒီအပြောင်းရှိကာလမှာတူးချင်းရပဲဒါလူငယ်ကစားသမားလေးတွေကိုအလုံးဝအရေးသွေးမြင်ပါလိမ့်လူငယ်ကစားသမားလေးတွေကိုကျွန်တော်တို့ဒါ တန်း340တိအသုံးပြုပြီးခေါ်သွားမဲ့တင်းရင်းနဲ့ကြားနေတဲ့အတွက်ဒီတန်း200ထဲမှာဒီ90လောက်ကတော့လူငယ်ကလေးတွေအတွက်သုံးပြီးတော့150လောက်ကိုပဲကျွန်တော်အနေနဲ့ဒါအသင်းကြီးအတွက်အသုံးပြုမဲ့ရထားတဲ့အနေထားလိုမျိုးလို့ကျွန်တော်သုံးသပ်မိပါတယ်ဒါတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါနွေရာသီပလန်တွေအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ဒါတို့တို့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါအချမ်းဖြင်းဒါရေဘူးကသုံးသပ်ပေးသွားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်